ကြီးကျိုးသွားပြီအခုမလင်းပေးကြအောင်လက်ရှိအချိန်ဒီထိခိုက်ဆုံးရှုံးမှုတွေဆိုလို့ရှိရင်ပေါ့နော်မူဝါစခိုင်းစာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်းပုံညာရှင်ကနေစပြီးတော့တောင်ယူလန်တစ်လျှောက်ရောဒီမျိုးတဲ့ဘတ်အချံရောအကုန်လုံးနှိပါ80ရာခိုင်နှုန်းမကပျက်စီးဆုံးရှုံးသွားတယ်အဲ့ဒီပေါ်လဲမူကိုတိုင်းလဲမမြင်ရတရားဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်ကဟိုလိုင်းမောင်ကနေမြင်သမျှကြည့်ရတဲ့အတွက်လဲအရန်လဲခံစားရတယ် အယံဝန်းနေတယ်ကိုဘာမှမလုပ်ပေးနိုင်တဲ့အနေထားမလို့လည်းပို့ပြီးတော့ဝန်းနေတယ်အဲ့တော့လုပ်ပေးနိုင်သမျှအရာတွေအကုန်လုံးလည်းလုပ်ပေးနေပါဗျာပြောဆက်ဖြစ်ဖြစ်ချင်းမှာတော့ငလင်လှုပ်တော့ရန်ကုန်မှာကိုကရန်ကုန်မှာရှိနေတာဆိုတော့ငလင်လှုပ်သွားတယ်ဆိုတော့အနေထားလောက်ပဲဘာမှခေါင်းနဲ့တိတ်မရှိလိုက်ဘူးဒါပေမဲ့အမေစီကဖုန်းဝင်လာတဲ့အချိန်မှာရုတ်တရက်စိတ်ပူပါတယ်ဖုန်းကင်လိုက်တော့လည်းဖုန်းကလည်းကင်လို့မရဘူးအဲ့နဲ့ပြန်ခေါ်တဲ့အချိန်မှာနောက်တစ်ခါပြန်ခေါ်တော့တမီးရဲ့မမီတို့အိမ်လေးပြိုသွားတယ်တမီးရဲ့ အမေတို့တော့အဆင်ပြေရဲ့အဲ့လိုပြောပြီးတော့ဖုန်းကတီတီတီဆိုပြီးတော့ကြသွားတယ်ပြန်ခေါ်လို့လည်းမရအောင်ဆက်သွယ်လို့လည်းမရအောင်ဒါပေမဲ့ဘလောက်ပဲအဆင်ပြေပါတယ်ပြောပြောအရင်စိုးရိမ်နေအဲ့ချိန်မှာ line မတော်တော်လေး line မကတည်င်းနေအကုန်လုံးကိုကြည့်ပြီးတော့ပို့ပြီးစိုးရိမ်နေပေါ့နော်ညနေလောက်ကြမှာ ညနေပိုင်းလောက်ကျမတခြားပြန်ပြီးအဆက်အသွယ်ရတယ်ရတဲ့အချိန်မှာလဲအမအကြီးကတော့အိမ်ထဲမှာကြံခဲ့တယ်အမအကြီးနဲ့သူ့ရဲ့ဟိုတန်တန်းသား၄ယောက်လောက်ကကြံခဲ့ပြီးတော့အိမ်ထဲကနေပြီးတော့ရအောင်ထွက်ပြေးလာခဲ့တယ်ပေါ့နော်သူတို့လည်း၆ယောက်လည်းနည်းနည်းထိခိုက်မိရလွယ်လို့ဘာမှတော့ထွေထူးထိခိုက်မိရမရှိဘူးအိမ်ကတော့အကုန်လုံးပြိုသွားတယ်ပေါ့မမေတို့ကတော့အဖေမွေးနေမှုလို့ဖျားသွားနေတာနဲ့ဖျားအပြန်လမ်းမှာဖြစ်တာဆိုတော့အန်ဒီရကင်းကြတယ်ဆိုတဲ့ဟာလေးသိရတယ်ဟိုတိတ်တိတ်ချာချာဖုန်းအောင်လိုင်းရလဲမရတဲ့အခါကျတော့ line မတက်လာသမျှကြည့်ပြီးတော့အများကြီး အစိုးရနဲ့ပြီးတော့သခိုင်းမာကအတိတ်ငွေချင်းမိတ်ဆွေတွေအမျိုးတွေအကုန်လုံးရှိရဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဆုံးရှုံးမှုတွေအတွက်လည်းအရင်စိတ်မကောင်းဖြစ်ရတယ်စိတ်ထိခိုက်ရတယ်အခုသခိုင်းဘက်အခြေအနေဆိုလို့ရှိရင်လက်တလောကတော့အခုချိန်အထိသခိုင်းတရအဟောင်းကလည်းကျိုးသွားတာဖြစ်ပြီးတော့သခိုင်းတရအသက်ကလည်းအက်သွားတော့အရေးကြီးတဲ့ volunteer တွေလောက်ပဲကားလန်တော့ပြန်ဖွင့်မိလို့တော့ပြောတယ်အစပိုင်းမှာဖြစ်ဖြစ်ချင်းမှာကားလန်လည်းမဖွင့်တဲ့အချိန်မှာ ဇက်နှစ်ကူပါတယ်ဇက်နှစ်ကူတော့လည်းဟိုထိရောက်တယ်မလားမထိရောက်တဲ့အချိန်မှာသခိုင်းကမိသက်ကလည်းငလျင်ထဲမှာပါသွားတဲ့အတွက်ကြောင့်မို့လို့ကယ်ဆယ်ရေးတွေကတေချာထိထိရောက်အောင်မလုပ်နိုင်ဘူးအဲ့တော့ထိခိုက်မှုနည်းစေလူကညာတဲ့လူကိုပဲပို့ပြီးတော့ကူညီပြီးတော့လုပ်နေရတဲ့ဟာတွေရှိတယ်အခုချိန်ထိဘယ်နေရာမှာကယ်ဆယ်ရေးမရောက်သေးတဲ့နေရာလည်းအများကြီးရှိသေးပြီးတော့လက်တော့ပြောကြချက်အရာဆိုလို့ရှိရင်တော့ပစံရှိတောင်ဝယ်စားလို့မရတဲ့အနေအထားပေါ့နော်ပစံရှိတောင်ဝယ်စားလို့မရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ရေးတွေစေးဝါးတွေ ပြီးတော့အစားတောက်တယ်အခုချိန်မှာအကုန်လုံးကအိမ်နေမရှိတာဖြစ်တဲ့အတွက်ကြောင့်အိမ်မှာနေလို့မရတဲ့လူတွေရှိတယ်အိမ်အကုန်လုံးမပြိုသွားတော့မနေရတော့တဲ့လူတွေရှိတယ်အဲ့အတွက်ကြောင့်အကုန်လုံးကလမ်းမှာထွက်ပြီးနေရတယ်လမ်းမှာနေရတဲ့အချိန်မှာချင်းကောင်းနေဆောင်နေဖြားနေအခင်းနေအဲ့ဒါတွေကတော့အဓိကအများကြီးလိုအပ်တယ်ဆိုတာလည်းကိုသိရပါတယ်ပြီးတော့ကိုယ်တိုင်ကရောအခုလောလောဆယ်တက်နိုင်တဲ့လောက်ကိုယ့်ဘက်ကရောတခြားအလူရှင်တွေနဲ့ရောချိတ်ဆက်ပြီးတော့မှုကိုယ်တိုင်သွားဖို့အတွက် လုပ်နေပါတယ်အဲ့ဒီသွားတဲ့အခါကျလို့ရှိရင်လည်းဟိုရောက်လို့ရှိရင်မို့လို့ဒီမှာတော့အခုလောလောဆယ်တော့ပစ္စည်းတွေအများကြီးမယူပါသေးဘူးဒီအမြန်လန်းအခြေအနေနဲ့ဟိုဟိုဘက်ကိုကူဖို့အတွက်မန်လေးကနေစကိုင်းကိုကူဖို့အတွက်အခြေအနေတစ်ချက်မသိရသေးရဖြစ်တဲ့တော့ကြောင့်ကိုယ်တိုင်းသိပြီးတော့မှအခုချိန်ကတော့အလူငွေနဲ့ဟိုလိုအပ်နေကြမှာဖြစ်တဲ့တော့ကြောင့်အလူငွေနဲ့မူးနိုင်တဲ့လောက်ပစ္စည်းလေးတွေအများကြီးယူပါမယ်ယူပါပြီးတော့နောက်တစ်ခေါက်ကျလို့ရှိရင်တော့တေချာလေးလမ်းကြောင်းအခြေအနေသိရတဲ့အခါကျလို့ရှိရင်ဘယ်လိုတွေလူလို့ရမယ်ဆိုတဲ့ဟာလေးတွေလည်း ကိုယ်တိုင်အများကြီးဆက်လုပ်သွားဖို့ရှိရပြီးတော့တခြားလူကျင်တဲ့သူတွေဇိုင်းနဲ့ပတ်သက်ပြီးသိချင်တာရှိလို့ရှင်လည်းမှုလာပြီးတော့အဲဆက်သွယ်လို့ရတယ်ဒီအခုဖြစ်ခဲ့တဲ့သဘောပါပဲကြောင့်ဒီအသက်အိုးအိမ်တွေထိခိုက်ဆုံးရှုံးသွားတဲ့ပြည်သူတွေအတွက်အများကြီးစိတ်မကောင်းဖြစ်ရပါတယ်အိမ်တလုံးဖြစ်ဖို့ဆိုတာမိသားစုတစုအိမ်တလုံးဖြစ်ဖို့ဆိုတာမလွယ်ဘူးဆိုတော့သိပါတယ်ဒါပေမဲ့လည်းအကောင်းဆုံးရှေ့ဆက်သွားကြပါမယ်လို့အကုန်လုံးနဲ့တူတူ ထပ်တူထမြဝမ်းနေရပါတယ်လို့ကိုယ်တိုင်လည်းအိုးရင်နေစီစိန်နေဆုံးရှုံးသွားတယ်ဆိုပေမဲ့မိသားစုတွေအသက်ရှင်နေရဆိုတာနဲ့တင်ဖခင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်